Hello အားလုံးမမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ PSG ရဲ့ဘက်ကတော့ Tyson ကစားမှာဖြစ်တဲ့ Market Stretch Book ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ပြုလုပ်တဲ့ဒီအဆက်တွေတွေဟာလက်ရှိမှာပြန်အသက်ဝင်လာပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ဒီ Louis Campos ကဒီဘယ်လိုပြောမလို့သူတို့အနေနဲ့ဒီကစားမှာဖြစ်သူကိုစိတ်ဝင်စားတာကြာပြီပေါ့နော်။သို့တော်လည်းပဲအခုမှပြန်ပြီးတော့အဆက်တွေတွေပြန်လုပ်ဖို့ကြိုးပမ်းလာတာဖြစ်တယ်ပေါ့။ဒါပေမဲ့လည်း Aston Villa ဟာ ဒီကစားမဖြစ်သူကိုနောက်ရာဒီမှာသူတို့အသင်းမှာဆက်ပြီးတော့ထားခြင်းလားဝယ်အပြီးသက်ဝယ်ခြင်းလားဆိုတာမရှင်းမလင်းဖြစ်နေသေးတဲ့ဆိုတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင် PSG ရဲ့ဘက်ကလည်းဒီကစားမဖြစ်သူကိုဒါအရာခေါ်ဖို့အတွက်စိတ်အားထက်သန်မှုတွေရှိနေတာပေါ့ဆိုတော့နွေရာဒီပြောင်းရွှေ့ဈေးကွက်ထဲမှာဆိုလို့ရှိရင်တော့ market stretch ဖို့အတွက် PSG နဲ့ Aston Villa နှစ်သင်းစလုံးကအပြိုင်ခေါ်ဖို့အတွက်ကျူပန်သွားနိုင်ခြင်းရှိတယ်ဆိုလို့ပြီးတော့ကျွန်တော်သိရတယ်ပေါ့နော်ဒါက Manchester United အတွက်က Marcus Rashford အတွက်ကသတင်းကောင်းပါဒါတော်တော်လေးကောင်းတဲ့သတင်းပါဘာလို့လဲဆိုတော့ United ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အာဒီကစားမဖြစ်သူကိုတပတ်လကို3သိန်း2000ခွဲလောက်ပေးနေရပြီးတော့အသင်းမှာရှိတုန်းက Academy တွေ player ဖြစ်သည့်တန်ရောင်အသင်းမှာနှစ်ပေါင်းအများကြီးဖြစ်တဲ့လာတဲ့ကစားမဖြစ်သည့်တန်ရောင်ပေါ့နော်အသင်းမှာရှိတုန်းကကျွန်တော်တို့နေတဲ့ဒီဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ထင်တဲ့လောက်အလုပ်ဖြစ်မလာတော့ဘူးပေါ့နော်ဒါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဆိုတော့ရောင်းချခြင်းနေတာ ရောင်းချကြည့်နေတာဒါအပြင်ဒီလိုမျိုးရောင်းချဖို့အတွက်လည်းကစားမကလစာများလုံးနေဆိုတော့သူ့ကိုအပြီးသက်ဒီချီသွဲနဲ့ခေါ်ခြင်းတဲ့အသင်ဟာတော်တော်ကိုနေပါတယ်ဆိုတော့လက်ရှိအက်စတိုမီလာကအငှားအငှားကစားနေတယ်အငှားဝယ်ပြီးတော့ကစားနေတယ်အဲ့ဒီမှာလည်းကစားမကတော်တော်အဆင်ပြေလာတဲ့အောင်ရှိတာပေါ့လေအရန်ကောင်းတာမျိုးမဟုတ်မြဲလို့ဒါအဆင်ပြေလာတယ်လို့ကျွန်တော်ပြောရမှာပေါ့အဲ့ဒါမျိုးဆိုတော့ okay အက်စတိုမီလာရဲ့ဘက်ကလည်းအပြီးသက်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့တန်း40ဆိုတော့อืมမစိုးဘူးလို့သူတို့တွေးကောင်းတွေးမှာပဲ rush လို့ကစားမမျိုးကိုတန်း40နဲ့ရမှာဒါ အပြင် PSG ဘက်ကလည်း okay ငါတို့ Manchester United မှာရှိတော့ငါတို့ဒီကစားမှာတိုင်ပတ်နေတာပွဲကစားခွင့်တော့ပုံမှန်မရဘူးဒါပေမဲ့လို့ Aston Villa မှာတော့သူဟုတ်နေတယ်ဆိုတော့ငါတို့ထင်ခဲ့တဲ့အတိုင်းပဲဒီကစားမှာကအသင်းမှာအချင်းကြီးကောင်းထိုင်နေပေါ့ဒါအပြင် United ကလည်းမဖြစ်မနေဆိုသလိုလက်လွတ်ချင်နေတဲ့ဆိုတဲ့အချင်းမျိုးမှာအရင်လောက်ထိတန်း80တန်း90ဖြစ်တော့မှာမဟုတ်ဘူးဗျာဆိုတော့ PSG ရဲ့ဘက်ကလည်း Aston Villa ရဲ့ဘက်ကအပြီးသက်ဝယ်ဖို့တောင်မကြိုးပမ်းဘူးဆိုရင်တန်း40တန်း50လောက်နဲ့တောင်မှအပြီးသက်ရနိုင်မယ့်အချင်းမျိုးဆိုတော့ ရက်ရှ်ဘူးကိုစိတ်ဝင်စားလာကြတာဒါကြောင့်ပေါ့နော်ရက်ဒီရက်ရှ်ဘူးနဲ့ပတ်သက်လို့ရက်ရှ်ဘူးဘက်ကကျွန်တော်တို့ကြည့်ရင်ဒါဒါတကယ်ကောင်းနေလို့ကျွန်တော်ပြောရမယ်ဘာလို့လဲဆိုတော့ကစားမအနေနဲ့မန်ချက်စတာယူနိုက်တက်မှာလုံးဝကြောင်ပြောင်နေတာဗျာသူ့ကိုထဲ့တဲ့ပွဲစဉ်တွေမှာလည်းဘာမှမလုပ်နိုင်ဘူးမထဲ့တော့လည်းပြောရဆိုကြတယ်ပေါ့နော်ဒါအပြင် attitude ဘိုင်းနေနော်ဒါဒါကြီးနဲ့ပတ်သက်လို့လည်းအများအားဖြစ်နေစရာဖြစ်တယ်ဆိုတော့ရက်ရှ်ဘူးဟာမန်ချက်စတာယူနိုက်တက်မှာသူ့ရဲ့တန်ဖိုးကပျောက်ဆုံးလာတယ် ကျွန်တော်ကစားမကသူ့ကိုအမှန်ကန်တန်ဖိုးထားမဲ့တဲ့ဒါအပြင်သူကိုယ်တိုင်သူ့ကိုယ်သူပြန်ပြီးတော့ရှာဖွေလို့ရမယ့်နေရာမျိုးကိုသူပြောင်းဖို့လိုတာအဲဒီထဲမှာမှလက်ရှိအခြေအနေကဘယ်လိုပြောမလို့ဒီ PSG တို့ Aston Villa တို့ကသူ့တွေ့တာ option ကောင်းဖြစ်လာမှာ Aston Villa ကတော့ဘယ်တော့နံပါတ်1သူကစားချင်တဲ့ Premier League လေးကျွန်တော်ဖြစ်တယ်နံပါတ်2အင်္ဂလန်မှာလည်းဆက်နေရတာသူသူ့နေမြေမှာပဲဆက်နေရတယ်ဆိုတော့အော်ကစားမအတွက်ကတော်တော်လေးအခြေအနေကောင်းတယ်ပရီးမီးယားလေးဆိုတာကလည်းသူကျင်လာတဲ့ကျင်လည်လာတဲ့အရာမျိုးဆိုတော့သူ့အတွက် ထူးထူးခြားခြားကြီးပေါ့နော်ကျွန်တော်တို့ဒါအခြေချဖို့ပြန်ကျူးပန်းနေစရာမလိုဘူးဗျာဆိုတော့ PSG ကလည်းစိတ်ဝင်စားတယ်ဆိုရင်နံပါတ်1ငွေရမယ်ဗျာဒါအပြင်အင်္ဂလန်ရဲ့ image count player တယောက်ဆိုတဲ့ခါကျတော့ PSG အတွက်ကောအဆင်ပြေတယ်လို့သူ့အတွက်လည်းအများကြီးဒါအကျိုးမြတ်အကျိုးမြတ်ရနိုင်မယ့်အခြေအနေမျိုးပဲကျွန်တော်ပြင်တဲ့ဘက်ကပရိသတ်တွေလည်းသူ့သူ့ဘက်ကိုပါရင်ပါလာမှာပဲဒါမျိုးတွေပေါ့ကျွန်တော်တခြားကွင်းပြင်ပါဘက်ကအရာတွေအများကြီး rush ဖို့လို့ပါလို့တွေးလို့ရတာတွေကျွန်တော်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင် market stretch အတွက်ကဒီဒီသတင်းတွေကအပေါင်းလက္ခဏာဆောင်တဲ့အရာတွေကြီးပဲရယ်ကိုရီအတွက်ကလည်းအပေါင်းလက္ခဏာဆောင်တဲ့အရာတွေကြီးပဲရယ်အကယ်လို့အသင်းမှာပြန်ရောက်လာမယ်ဆိုရင်တော့မှ United ကအသင်းမှာမဖြစ်မနေဆက်ထားတယ်ဆိုတာတနည်းမဟုတ်တနည်းတော့လက်လုပ်ဖို့အတွက်ကြိုးပမ်းသွားလေးအောင်မယ်လို့တော့ကျွန်တော်ထင်နေပေါ့နော်။ဆောင်းတော့ကျွန်တော်ကြည့်ရပါမယ်။ဘာတွေဆက်ပြီးတော့ဖြစ်လာမလဲကတော့တော်တော်လေးပဲမလွယ်ကူဘူးပေါ့နော်။မလွယ်ကူဘူးဒီအပြောင်းရွှေ့ကသူတိမရက်ရှ်ဝုဒ်ကိုယ်တိုင်ကိုကဒီချီဇွန်းအတိုင်းတိုးတက်ဖို့ပေါ့နော်။ မဟုတ်ရင်တောင်မှဒီပုံစံတိုင်းလေးအက်စတိုမီလာမှာလုတ်ပြသွားနိုင်မှုလိုတယ်။ဥပွဲလေးဒီမှာကိုးသွင်းလာမှုတချို့ပွဲလေးဒီမှာဖန်တီးမှုလေးလုတ်လိုက်တာမျိုးအန်ဒိုင်းမျိုးလေးတွေပေါ့နော်။ဒါသူကိုယ်နဲ့ဆက်ပြီးတော့တူတောင်လုတ်သွားနိုင်မှုလိုတယ်။ဒါမှအဆင်ပြေမှာမဟုတ်လို့ရှင်တော့ rush တွေကမလွယ်ပါဘူး။ဒါကြောင့်ဒါ PSG ရဲ့ဘက်ကလည်းလက်ရှိချိန်မှာတော့စိုးသေးတဲ့အတွက်သူတို့ဘာလှုပ်ရှားမှုမှထူးထူးခြားခြားလုံးမှမဟုတ်သေးဘူး။ ယာဒီကုန်ကန်ဒီเนาะအပြောင်းအချွေ့ရရောက်ခံပြီးဆိုမှာ okay ကစားမဘလူး performance တွေပြနေတယ်လဲဆိုတာပေါ်မှာမူတည်ပြီးတော့ထိရောက်တဲ့လှုပ်ရှားမှုတွေကိုလုပ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် United အတွက်ကတော့တိတ်ဆိတ်ပူစရာမလိုတော့ဘူး Aston Villa နဲ့ PSG တို့လောက်ပဲအမှန်ကန်ပြန်ပြီးတော့လူအမဲ့အခြေအနေမျိုးတွေလည်းဒီမြင်ကောင်းမြင်ရနိုင်တယ်။ Aston Villa ရဲ့ဘက်ကတော့သူတို့တကယ်ဝင်မယ်ဆိုတန်းလေးစင်နဲ့ရမှာ တခုကြည့်တာကကစားမရဲ့လစာကိုသူတို့ဘယ်လိုပေးချင်မလဲဆိုတာပဲပေါ့နော် PSG ရဲ့ဘက်ကတော့လစာကပြဿနာမရှိနိုင်ဘူးဒါပေမဲ့လည်းလို့ကစားမဖြစ်သူကိုဝယ်ဖို့ဆိုပြီးဒီ Aston Villa ရတယ်လို့တန်းလေးစင်နဲ့ရချင်မှရမှာဒါမျိုးတွေပေါ့နော်ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဒါ market stretch ဘူးကိုကျွန်တော်ဒါဒါ PSG ကအမှန်ကန်ပြန်ပြီးတော့စိတ်ဝင်စားလာပြီးတော့ဆက်သွယ်မှုတွေပြုလုပ်တော့မယ်ပေါ့နော်တချို့ကြီးဆိုလို့ရှိရင်ဆက်သွယ်မှုတွေတော့မှရှိထားပြီးပြီဆိုပြီးတော့ကျွန်တော်တို့ပြောထားတာတွေရှိတယ်ညီကလေးနေနေရော Rashford ကို လက်လွတ်တင်တယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်နွေရာသီပြောင်းရွှေ့မှာအသင်းကိုပြန်ခေါ်တင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါတယ်